င်္ဂလာပါရှင်။ point to no ham matter မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရိပ်ရွာတွေထိခိုက်နေတာမှမရှိသေးရေးကအရေးကြီးတာလေ။ရိပ်ရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုညီခဲ့ကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်မိဖတ်တွေနဲ့ရိပ်ရွာတွေကိုပိုပြီးထိခိုက်သွားစေသလားဆိုတာအမေးဆန်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS Re-imagining conflict sensitivity အဖွဲ့ရဲ့စာရန်ငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ရပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မြို့တော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလာ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နှိမ့်နာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်တွေကနဝမမြောင်နဲ့နောက်ဆုံးအချက်ဖြစ်တဲ့ဒီတန္တရအခြေအနေနဲ့ဦးစားပေးလိုအပ်ချက်များနဲ့အညီဖြည့်ရှင်းဆောင်ရွက်မှုနည်းလမ်းများအားပုံစံရေးဆွဲခြင်းနဲ့လက်ရောညီထွေပြုလုပ်ခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အချို့နိုင်ငံတကာအဖွဲ့အစည်းတွေဟာသူတို့ရဲ့မူဝါဒနဲ့ကန့်ညီမဲ့ကဏ္ဍပစ္စည်းနဲ့ဝန်ဆောင်မှုအမျိုးအစားတွေကိုဦးစားပေးလို့တဲ့အတွက်ခြေတန်းကြကြကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေကြရတဲ့အဖွဲ့သားတွေနဲ့ရဲရွာပြည်သူတွေအတွက်စိတ်တိုင်းမကျမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။တဘာဝပီးဆိုတာရုတ်တရက်ခန်းစားကြရလေးရှိတဲ့ကိစ္စဖြစ်တာကြောင့်ကုညီကယ်ဆယ်ရေးအတွက်ကြိုတင်သတ်မှတ်ထားတဲ့မူဝါဒနဲ့အခြားကန့်သက်ထားတဲ့သတ်မှတ်ချက်တွေအတိုင်းထပ်တူကန့်ညီနိုင်မှုခက်ခဲပါတယ်။ ဒီလိုအခြေအနေမှာအမျိုးမျိုးသောကုညီကေဇယ်ကြီးအဖွဲ့တွေအချင်းချင်းယုံကြည်ရန်ခက်ခဲတဲ့ကြားကပဲ digital နဲ့ဖုံးအခြေပြုဆက်သွယ်ရေးစနစ်တွေပြတ်တောက်မှုကြောင့်အဖွဲ့အစည်းတွေအကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတွေမှာပိုပြီးခက်ခဲလျက်ရှိပါတယ်။ရည်စည်းမှုနဲ့ဘာသာရေးကိစ္စရပ်တွေအပြင်ငလျင်ဘေးသင့်ပြည်သူတွေထဲကမတန်ဆွမ်းသူတွေအတွက်တိကျလိုအပ်ချက်တွေကိုကုညီကေဇယ်ရေးလုပ်ငန်းတွေမှာထည့်သွင်းစဉ်းစားပေးရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ရည်စည်းမှုနဲ့ဘာသာရေးကိုထပ်တူနားလည်ပေးနိုင်တဲ့ ဒေသခံအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကိုဦးစားပေးဖို့လိုအပ်ပါတယ်။ထိရောက်ပြီးပြည်ပခသတိရှိတဲ့တုံ့ပြန်ဆောင်ရွက်မှုတွေဆောင်ရွက်နိုင်ရေးမှာနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကိုလေးစားလိုက်နာခြင်းနဲ့မြေပြင်ပကတိအခြေအနေကိုသိရှိနားလည်ခြင်းတို့ကြောင့်မှာလက်ရုံးညှိထွေချိန်ညှိနိုင်ရေးဟာအလွန်အရေးကြီးပါတယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းကအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကြားမှာပေါင်းစပ်ညှိနှိုင်းလှုပ်ဆောင်မှုဟာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ဒီကုန်းချုပ်အနေနဲ့အရေးကြီးတဲ့အချက်ကတော့ ငလျင်တန်သည့်ဒေသတွေအတွင်းမှာရှိတဲ့မတန်ဆွမ်းပုံကိုယ်တွေအနေနဲ့ကုညီကယ်ဆယ်မှုတွေရယူရမှာအများနဲ့မတူတဲ့အခက်အခဲတွေကိုရင်ဆိုင်နေကြရတာကိုသတိမူမိဖို့လိုပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့သားတွေအနေနဲ့အထောက်ပံ့ပစ္စည်းတွေပေးရရမှာမတန်ဆွမ်းပြည်သူတွေရဲ့လိုအပ်ချက်တွေနဲ့ကန့်ညီမှုရှိစေဖို့အတွက်သူတို့နဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးလိုအပ်သလိုဖြည့်ဆွက်ပြည်စင်မှုတွေပြုလုပ်ပေးတင်ပါတယ်။ဒေသနာရလိုအပ်ချက်တွေကိုဒေသတွင်းကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့စနစ်တကျချိတ်ဆက်ဆောင်ရွက်တင်ပါတယ်။အဲဒီလိုချိတ်ဆက်ကူညီရမှာလဲကြာမှကလေးတငယ်နဲ့မတန်ဆွမ်းဖြစ်ချင်စတာတွေနဲ့ခွဲခြားဆက်ဆံခြင်းမပြုလုပ်ကြဖို့လည်းအရေးကြီးပါတယ်။လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့တချို့သောကူညီကယ်ဆယ်ရေးသမားတွေရဲ့ခွဲခြားဆက်ဆံမှုတွေဟာ၎င်းဒေသကိုကူညီရမရောက်ဘဲအစိုးရတွေသာခံစားရတဲ့အနေအထားကိုရောက်ရှိသွားခဲ့တာတွေလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒီတဏ္ဍာအခြေအနေနဲ့ဦးစားပေးလိုအပ်ချက်များနဲ့အညီဖြည့်ရှင်းဆောင်ရွက်မှုနည်းလမ်းများအားပုံစံရေးဆွဲခြင်းနဲ့လိုက်ရောညှိထွေပြုလုပ်ခြင်းအပိုင်းမှာဆိုရင်ထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါတယ်။အဲ့ဒီအချက်နှစ်ချက်ကတော့နံပါတ်၁အချက်အနေနဲ့အထောက်အပံ့များအားဒီတဏ္ဍာလိုအပ်ချက်နဲ့ကန့်ညီစေခြင်းနဲ့နံပါတ်၂အနေနဲ့မတန်ဆွမ်းများအတွက်ထည့်သွင်းစဉ်းစားပေးခြင်းတို့ဖြစ်ပါတယ်။အထောက်အပံ့များအားဒီတဏ္ဍာလိုအပ်ချက်နဲ့ကန့်ညီစေခြင်းအချက်မှာဆိုရင် အထောက်ပံ့ဆိုင်ရာဦးစားပေးသတ်မှတ်ချက်များပြုလုပ်ရမှာပြည်ပအဖွဲ့အစည်းတွေက ပြုလုပ်မဲ့အစားငလျင်တန်သည့်ပြည်သူတွေအတွက်လက်ငင်းလိုအပ်ပြီးရည်ကြေးမှုနဲ့လည်းကန့်ညီတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ပြည်တွင်းမိဖက်အဖွဲ့အစည်းတွေကဆက်သွယ်တင်ပြထားပြီးဖြစ်တဲ့သူတို့ဘက်ကဦးစားပေးအဖြစ်သတ်မှတ်ထားတဲ့အရာတွေကိုအမြန်ဆုံးဆောင်ရွက်ပေးတင်ပါတယ်ပြည်တွင်းအဖွဲ့အစည်းတွေကသာအထောက်ပံ့ဆိုင်ရာလိုအပ်ချက်ကိုပုံမို့သိရှိနားလည်နိုင်ပါတယ် တို့ဟာငလျင်ထိခိုက်ရာဒေသကအရေးပေါ်လိုအပ်ချက်တွေကိုအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရမှာဖြစ်ပြီးဒေသရဲ့အခြေခံလိုအပ်ချက်နဲ့ဆက်လက်လိုအပ်လာနိုင်မဲ့အခြေအနေတွေကိုလည်းကြိုတင်စဉ်းစားပြင်ဆင်တင်ပါတယ်။ပြည်ပအဖွဲ့အစည်းတွေအနေနဲ့လည်းပြည်တွင်းအဖွဲ့အစည်းများထံကရရှိတဲ့သတင်းအချက်အလက်တွေကိုအခြေခံပြီးတကယ့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးတင်ပါတယ်။မတန်ဆွမ်းများအတွက်ထည့်သွင်းစဉ်းစားပေးခြင်းအချက်မှာဆိုရင်တော့ပြည်တွင်းရှိမတန်ဆွမ်းများပါဝင်ခွင့်ရရှိရေးဆိုင်ရာ ကျွမ်းကျင်ပုံကိုယ်တွေနဲ့အတူတကွအလုပ်လုပ်ကြခြင်းသူတို့ထံကနေအကြံဉာဏ်များတောင်းခံခြင်းအပြင်မတန်ဆွမ်းပြည်သူတွေဥဆောင်တဲ့အဖွဲ့အစည်းတွေရဲ့စကားသံတွေကိုနားထောင်ပေးခြင်းနဲ့အကူအညီအထောက်ပံ့တွေကို မတန်ဆွမ်းကြတဲ့ပုံကိုယ်တွေလည်းရယူခံစားနိုင်စီမှာဖြစ်တယ်လို့သူတို့ရဲ့တီးတက်လိုအပ်ချက်တွေနဲ့လည်းကန့်ညီရမှာဖြစ်ပါတယ်မတန်ဆွမ်းလို့ဆိုရမှာငလျင်မတိုင်မီနဲ့ငလျင်ကြောင့်မတန်ဆွမ်းဖြစ်သွားတဲ့ဒေသခံတွေလည်းပါဝင်မှာဖြစ်ပါတယ် ချီးဆွဲမတန်ဆွဲအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်အလုပ်လုပ်ကြခြင်းဖြင့်မတန်ဆွမ်းသူတွေရဲ့တကယ့်လိုအပ်ချက်တွေကိုအလေးထားကူညီကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။ငလျင်စည်းလှုပ်ခတ်ခဲ့လို့ငလျင်ဘေးတင်သွားတဲ့ပြည်သူတွေသာမကဘလို့အခြေအနေမျိုးမှာမဆိုကြားမှခွဲခြားမှု မတန်ဆွမ်းတဲ့ကလေးတငယ်တွေကိုခွဲခြားဆက်ဆံတာမျိုးကိုရှောင်ရှားကြဖို့အရေးကြီးလို့အပ်ပါတယ်။အထောက်ပံ့ပေးသူတွေသာမက ထောက်ပံ့ခံရတဲ့လူတို့ဦးကြီးစီတိုင်းကလည်းမိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့မတန်ဆွမ်း ကလေးတငယ်နဲ့ကြားမခွဲခြားတာမျိုးမပြုလုပ်ဘဲလူကုန်တိုက်ခါနဲ့အညီအချင်းချင်းကူညီရိုင်းပင်ကြဖို့လဲလိုအပ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ကြရမှာထိခိုက်နစ်နာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်တွေကနောက်ဆုံးအချက်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကို Sister to Sister အဖွဲ့ရဲ့ပတ်မိုးမှုနဲ့ကျမတို့မျိုးတော်ကနေ့စဉ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာစဉ်စားသုံးသပ်ရမယ့်အချက်တွေကိုအများကတည်အောင်တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ပြည်သူများအလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးတဘာဝဘေးရန်ရဲ့အသက်သွင်းမှလည်းကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။